ထင်ငါ3645ကိုကျွန်တော်ထောင်ပေါင်းမယ်ဗျာ364 3ုံးပေါင်းကျွန်တော်သုံးလို့ရတယ်ဗျာ364 3ုံးပေါင်း3ရဲ့နှက်ခတ်ဒီ5အဲ့ဒီ5ဒီကျွန်တော်နောက်ပိတ်လို့လာတယ်ဗျာ5နောက်ပိတ်25ထွက်သွားတဲ့အတွက် ငါးနောက်ပိတ်ထိပါတယ်ဗျငါးပိတ်ဗျဒီဘက်မှာကျွန်တော်၄၅၃၃၃၃လုံးပေါင်းကျွန်တော်နှစ်လို့ရတယ်ဗျလေး၅၃၃လုံးပေါင်းကျွန်တော်တို့နှစ်လို့ရတယ်ဗျနှစ်ရဲ့ပါပါသည်ခွန်အဲ့ဒီခွန်ဒီကျွန်တော်တို့ပဋိဒိတ်လာတယ်ဗျခွန်ပဋိဒိတ်နှစ်၅ထွက်သွားတဲ့အတွက်ခွန်ပဋိဒိတ်ထိပါတယ်ဗျ 2548 2548ကိုကျွန်တော်ထောင်ပေါင်းမယ်ဗျာ2548သုံးလုံးပေါင်းကျွန်တော်တက်လို့ရတယ်ဗျာ2548သုံးလုံးပေါင်းတက်တက်ရဲ့နက်ခတ်ဒီ6အဲ့ဒီ6ဒီကျွန်တော်နောက်ပိတ်လို့လာတယ်ဗျာ6နောက်ပိတ်48ထွက်သွားတဲ့အတွက်6နောက်ပိတ်ထိသွားတယ်ဗျာ ရှစ်ဘိတ်ဒီဘက်မှာကျွန်တော်၄၁နှစ်၃လောင်းကျွန်တော်ခေါ်လို့ရတယ်ဗျဒီဘက်မှာကျွန်တော်၄၁နှစ်၃လောင်းပေါင်းခွန်ခွန်ရက်ပါပါသည်နှစ်အဲ့ဒီနှစ်ဒီကျွန်တော်ပဋိဒိဋ္ဌိနှစ်ပဋိဒိဋ္ဌိ၄၈ထွက်သွားတဲ့အတွက်နှစ်ပဋိဒိဋ္ဌိပါတယ်ဗျ လေးရှင်းနှစ်သုံးလုံးပေါင်းကျော်လို့လေးလို့ရတယ်ဗျလေးရှင်းနှစ်သုံးလုံးပေါင်းလေးလေးရဲ့နှက်ခတ်ဒီနှစ်အဲ့ဒီနှစ်ဒီကျွန်တော်နောက်ပိတ်ဗျသုံးကပ်ပြောက်ကျွန်တော်ထပ်ပြီးတယ်မယ်ဆိုကျွန်တော်နှစ်နောက်ပိတ်ဗျနှစ်ပိတ် ီဘက်မှာကျွန်တော်2 5 4လုံးပေါင်းကျွန်တော်တက်လို့ရတယ်ဗျ2 5 4 3လုံးပေါင်းတက်တက်ရပါပါသည်6အဲ့ဒီ6ဆိုကြတော့ပဋိပဲ6ပဋိနှစ်ပိတ်ရှိတဲ့အတွက်ကျွန်တော်6ပဋိဖြစ်အောင်ကျွန်တော်4ထည့်ရမှာဗျ4ထည့်ဗျ4နှစ်လို့ရထားတယ်ဗျာ လေးထိတ်နှစ်ပိတ်ဗျမိန်ထိုးဘက်ကျတော့၄နှစ်လို့ထုတ်ထားတယ်ဗျအရန်ထုတ်ကမြားလဲထုတ်ပေးထားပါတယ်ဗျ9963ရ4013ဗျမိစေတို့အနေနဲ့အကြိုက်တူမှတည်းယူထိုးပါဗျဝါဒနာအရတွက်လို့ရရလေးတင်ပြပြရခြင်းဖြစ်ပါလေဗျအားလုံးကံကောင်းကြပါလေဗျ